။ငါးနှစ်ပြည့်ဘောနပ်ပြီးတယ်၊ဆယ်နှစ်ပြည့်ဘောနပ်ပြီးတယ်၊အနည်း၂၀ပြည့်ဘောနပ်ပြီးတယ်။ဟိုလက်ရှိကျွန်တော်ဒီမှာအနည်း၂၀ဝန်ထမ်းနေဟို၁၀ရောက်လောက်ရှိတယ်ဗျ။ဝန်ထမ်းဆိုတာကိုယ့်စီမှာတစ်သက်လုံးမနေနိုင်ဘူးဗျ။ဝန်ထမ်း ဒီရုတ်တရက်တပြိုင်နဲ့အကုန်ဖတ်သွားတယ်ဆိုတဲ့ပြဿနာလေးတွေ့လို့ကျွန်တော်အဲ့ဒါလေးပြောချင်လို့ဗျာဝန်ထမ်း၄ယောက်ရှိတာပေါ့ဗျာအဲ့မှာတပြိုင်နဲ့ထပ်ဖတ်သွားတာဝန်ထမ်း၄ယောက်ပါအဲ့ဒီအလုံးမင်္ဂလာမျိုး IMK YouTube channel ဆိုလိုက်ပါဒီနေ့တစ္ဆေပြန်ပြီးဖန်လေးကဒီကုမ္ပဏီတစ်ခုမှာပေါ့နော်ဒီဝန်ထမ်း၄ယောက်ရှိတယ်ဒီဝန်ထမ်း၄ယောက်စလုံးတနေတယ်ဒီအလုပ်ထွက်သွားတယ်ပေါ့နော်ဒီနေ့မှာဒီဆရာကြီးကဒီဝန်ထမ်း၄ယောက်ဘာကြောင့်အလုပ်ထွက်ရလဲဆိုတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အပြည့်အစုံရှင်းပြလာတဲ့ပြီးဖန်လေးပေါ့နော်သူ့ရဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေတစ္ဆေပေးထားတဲ့ပြီးဖန်လေးဒီဖန်လေးကျွန်တော်မျိုးပြသက်တဲ့ င်ပြီးတော့ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြဖြန်လေးအဆုံးထက်ဒီလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်။ဒါဆိုရင်ကျွန်တော်ပြဖြန်လေးဆက်လိုက်အောင်တွင်နာမေဝနန်ဒီရုတ်တရက်တပြိုင်နဲ့အကုန်ဖတ်သွားတယ်ဆိုတော့ပြဿနာလေးတွေ့လို့ကျွန်တော်အဲ့ဒါလေးပြောချင်လို့ပြအဲအဲ့ဒီမှာ line မှာတွေ့ရတာက မိသားစုလုပ်ငန်းမှာဝန်ထမ်း၄ယောက်ရှိတာပေါ့ဗျာအဲ့မှာတပြိုင်တည်းထွက်ထွက်သွားတာဝန်ထမ်း၄ယောက်ပါအဲ့ဒီမှာအခုချမ်းဖြစ်ကုန်တာပေါ့အဲ့အဲ့ဒါလေးကိုကျွန်တော်အမြင်ပြောပြနေတာပေါ့နော်ကျွန်တော်အတွေ့အကြုံပြောပြမှာပေါ့ဝန်ထမ်းကတော့ထွက်မှာပဲဗျာဟိုကိုသားသမီးမှမဟုတ်တာဒါမြင်းတော့ကောင်းလာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကမြင်းအောင်တော့လုံးဝမှာပေါ့ဒါပေမဲ့လို့မမြင်းတွေကျွန်တော်တို့ဟိုဒါထုံးစံမဲ့လို့သဘောထားရမှာ ကိုသားသမီးတောင်များဟိုအချိန်တန်းအရွယ်ရောက်ရင်အိမ်အောင်ပြုတ်ပြီးတော့သူ့အိမ်အောင်နဲ့သူခွဲသွားတာပဲဒါဝန်နှန်းဆိုတာကိုယ်စီမှာတသက်လုံးမနေနိုင်ဘူးညအဲ့တော့ဒါတွေကိုကျွန်တော်တို့ကဟိုဒါဖြစ်နေဖြစ်ထားရှိတဲ့သဘာဝလို့ပဲသဘောထားပြီးတော့ကျွန်တော်ကြိုတင်ပြင်ဆင်ရမယ်အဲ့တော့ခမရဝန်နှန်းမှာ၁၀ရောက်လိုမယ်ဆိုရင်ခမရ၁၃ရောက်လောက်ထား အဲ့မှာ၁၀ရောက်ဈေးနဲ့ပဲကြိုက်တယ်၁၃ရောက်ဈေးဖြစ်လို့၃ရောက်ပို့လို့မကြိုက်ဘူးဆိုရင်ဒါခင်ဗျလုပ်ငန်းကိုဘယ်လိုချဲ့မလဲဒါခင်ဗျစဉ်းစားရမှာခင်ဗျစီစဉ်ရမယ်ခင်ဗျကြံစားရမယ်အဲ့ဒီမှာအဲ့အချိန်မှာမှာဒီဝန်ထမ်းရုတ်တရက်မြန်မြန်ဖတ်သွားရင်ခင်ဗျအထိုင်မပြတ်မှာနောက်တစ်ခုကအရန်နော်ဒီအရန်ကိုခင်ဗျဒီကဘာကျော်ဘုံလုံးတွေတောင်မှာခင်ဗျကြည့်လိုက် ဘုံလုံးသေးလေးမှာတော့ဘူသမားလည်းအရန်ရှိတယ်တိုက်စစ်မှုလည်းအရန်ရှိတယ်အဲ့တော့ခမရဒါအရန်ကတော့ထကုထားရမှာနော်အဲ့တွေ့ခမရသေးသေးလောင်းအောင်မယ်လေ့ကျင့်ရမယ်ပြုထောင်အောင်မယ်ဒါတွေကကြိုတင်လုပ်တာအဲ့လိုကြိုတင်လုပ်ပထားဘူးဆိုရင်တော့ခမရစိတ်ညစ်ရလိမ့်မယ်အဲ့မှာခမရကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့တဲ့စိတ်ညစ်သွားမှာနော်အဲ့ဒီတော့ခမရဒါဝန်ထမ်းထွက်တာဒီတဘာဝကျွန်တော်တို့ဒီဘာကြောင့်ထွက်တာလဲသိအောင်လုပ်ရမယ်ပြီးရင် ဝင်လန်းမြဲအောင်ဘယ်လိုလုပ်ကြမလဲအဲဒါပဲဝင်လန်းနေဘာလို့မမြဲတာလဲကျွန်တော်သတိထားမိသလောက်တော့အဲငါချက်ရှိနေကြနံပါတ်1ချက်ကတော့တပြင်းတာဗျအဲ့ပြင်းတဲ့လူကဘသူကဟိုသူ့မိမနေပြီးတော့ပုတ်ပုတ်ပုတ်ပြောလို့ခမရအလုတ်လာမယ်အာမေဖီစုတို့အလုတ်လာမယ်ဒီလူတွေကတော့မမြဲဘူးအဲ့ဒီလူတွေကိုထည့်စဉ်းစားမနေနဲ့ နံပါတ်2အချက်ကတော့ကိုကြီးကိုတာနဲ့ထွက်တဲ့လူတွေအချို့တော့လာလောက်ကြတဲ့အဲလောက်ပြီးတဲ့အခါကျတော့ဟိုမိမရလို့အဲနောက်တစ်ခါသူ့ကိုကြောင်ဆက်တက်မှာမဟုတ်လို့ကျွန်တော်တို့မတက်နိုင်အဲအဲ့မှာအဲ့ကြအဲ့လူကြီးကိုခင်ဗျားတို့ဒါအဆင်ပြေအောင်တော့ဆက်ဆံလိုက်သူအဆင်ပြေပြန်လာမယ်အခန်းစားဝဲအခန်းစားဝဲကြောင်ထွက်တဲ့လူတွေကတော့ခင်ဗျားအဲ့ဒါလေးလွယ်လွယ်လေးပဲအခန်းစားဝဲကိုတိုးပေးလိုက်ဒါပြဿနာမရှိဘူး အသူအဆင်ပြေအောင်လုပ်ပေးလိုက်ပြဿနာမရှိဘူးအဲပြဿနာကဘာလို့ဆိုခင်ဗျအလုပ်သမားတွေရှိမှမညီစွာနဲ့ခင်ဗျလုပ်ငန်းအဆင်မပြေတာလည်းမပြောနဲ့ခင်ဗျလုပ်ငန်းရဲ့ရှေ့ရှောက်အဆင်မပြေတာပြောရင်ခင်ဗျားတော့ညီတွားလိုက်တာပဲသူတို့ကအကြောက်သွားကြောက်တဲ့အခါကျတော့ဘာဖြစ်လို့ဆိုတော့တခြားလုပ်တော့ရှာတော့တာအဲသူတို့ခင်ဗျားတို့နောင်ရေးတွေသူတို့စိတ်မချဘူးဆိုပြီးတော့အလစ်ပြီးအဲ့တော့ခင်ဗျားဒီဝန်ထမ်းတွေရှိမှမညီပါနဲ့အဲနောက်တစ်ခုကဘာလို့ဆိုတော့ဟိုအိမ်မက်တွေ အဲ့အိမ်မက်တွေတိတ်ညာတဲ့ဝင်ကမမြင်အဲ့ဟိုကျွန်တော်တို့ဆရာဆရာကြီးတွေပြကျွန်တော်တို့ဟောပြောဝဲတွေလုပ်တယ်အစာတွေထုတ်တယ်အဲ့သူ့အစာတွေစကားတွေနားထောင်ပြီးတက်ကြွစိတ်ကူးနေချင်းအခုပဲဟိုဟာတုံးမဲ့ဒါလုံးမဲ့ ਨੇ အဲ့သူတို့လိုလူမျိုးတွေကိုခင်ဗျာထိမ့်မှုမကြိုးစားနဲ့ပြလို့ပြလိုက်အဲ့အဲ့လိုလူတွေလည်းမမြင်နောက်ထွက်တဲ့တမျိုးရှိတယ်နောက်ထွက်တဲ့တမျိုးကတော့တိတ်တော်တဲ့လူ အဲ့ဒီလူကခမရသည်မှာရှိနေတော့မှာခမရအရင်အားကိုရတယ်နောက်တစ်ခုကသူကသူ့ဘဝသူ့အတွက်လည်းတိတ်တော့တယ်အဲ့အဲ့ဒီလူမျိုးဆိုရင်သူခမရသည်မှာလည်းကောင်းကောင်းလုပ်သွားတယ်ထွက်မယ်ဆိုရင်ခမရနှစ်မျိုးတော့နှစ်မျိုးတယ်ဒါအကောင်းဆုံးဒီနဲ့သူ့ကိုထွက်ခွာခင်ပေးလိုက်အဲ့အဲ့ဒီလူထွက်တဲ့အချိန်မှာခမရဟိုဘုန်းနဲ့ကောင်းကောင်းပြီးမယ်နောက်တစ်ခါပွဲလေးပါလုပ်ပေးလိုက်ဒါမှအနောက်လူတွေကအဲ့လိုကောင်းကောင်းလုပ်ပေးသွားရင် အာငါတို့တတိယငါတို့ဘောကြည်တယ်ဆိုပြီးတော့ဒါခမရဟိုအမှတ်ဟိုသူတို့သူတို့လုပ်ငန်းဝယ်မှာပြုံးမယ်အဲနောက်တစ်ခုကခမရဒီမှာအကောင်ဆုံးလုပ်သွားတဲ့သူကသူ့ဘဝအတွက်လည်းသူအကောင်ဆုံးလုပ်ပါပဲအဲနောက်တစ်ချိန်မှာသူကတေချာပေါက်ကြီးပွားမှာအဲသူကြီးပွားရင်အခမရအခက်ခဲဖြစ်တဲ့ချိန်မှာအသူပြန်ပြီးခမရကိုပြန်ကြီးလိမ့်မယ်အသူကဟိုသူ့ဘဝတောင်သူတိတဲ့လူတယောက်ကခမရခမရကြီးစုတဲ့ကမ်းမှာပေါ့ အဲဒီလိုလူတွေလည်းတကယ်တမ်းပြတော့အလုံမှာတသက်လုံးမရှိနိုင်ဘူးဒါပေမဲ့ကောင်းသောခွဲခွာခြင်းနဲ့ခင်ဗျာဟိုခွဲခွာခွင့်ပေးလိုက်ပါခင်ဗျာတို့အကျိုးတကယ်ရှိပါလိမ့်မယ်အဲ့ဝင်နမ်းမြေဘူးတော့ကိုအဲ့ဒါကျွန်တော်အတွေ့အကြုံပြောတာနော်음အဲပုံသေးကားကြဟိုအတိအကျကြီးမှန်တယ်လို့တော့ကျွန်တော်လည်းမသိဘူးကျွန်တော် ျွန်တော်ဝန်ထမ်းတွေကျွန်တော်ထိမ့်သိမ့်တဲ့မျိုးကိုပြောပြတာအဲ့ဒီတော့ဝန်ထမ်းကိုဘလို့ထိမ့်မလဲပေါ့နော်အဲ့တော့ကျွန်တော်မကြိုက်တဲ့ထိမ့်မှုတွေရှိတယ်ဗျာဘွန်ဟိုဘွန်ထိုးပြီးတော့ထိမ့်တာဝန်ထမ်းတွေကိုတစ်နှစ်လုံးရမယ်စာချုပ်ကြီးနဲ့နှစ်နှစ်လုံးရမယ်စာချုပ်ကြီးနဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်ဘယ်တော့မှမလုပ်ဘူးဟောဆို तू ကကျွန်တော်လုပ်ငန်းထဲမှာနေပြီးတော့စာချုပ်ကြောင်တာလုပ်နေရတယ်မပြုတ်ဘူးဆိုရင်အဆင်မပြေဘူးအဲ့တော့ကျွန်တော်အဲ့စာချုပ်နဲ့အလုပ်ကျွန်တော်မလုပ်ဘူးအဲ့တော့ ုတိယချက်ကကျွန်တော်အဝန်းန်းကိုအကောင်းလာတော့ဘောနတ်နဲ့ထိန်းတာကောင်းတယ်ဗျအဲဘယ်လိုလုံးဆိုတော့ခင်ဗျတနည်းပြည့်ရင်ငါမင်းဘယ်လောက်ပေးမလဲမင်းနှစ်နှစ်ပြည့်ရင်ငါမင်းကိုဘယ်လောက်ပေးမလဲငါးနှစ်ပြည့်ရင်ဘယ်လောက်ပေးမလဲအနည်း20ပြည့်ရင်ဘယ်လောက်ပေးမလဲဆိုတော့အဲ့ညီကအကောင်းဆုံးပဲဒါငွေစုချင်တဲ့လူတွေခေါင်းအင်းနဲ့လုပ်ငန်းပုံမှန်လုပ်ချင်တဲ့လူတွေအတွက်အကျွန်တော်အနည်း20ကျော်ဝန်ထမ်းအများကြီးကျွန်တော်ထိန်းထားနိုင်တဲ့လူအဲ့ဒီညီပဲ အဲ့ဒီမှာပေါ့နော်နောက်တနည်းရဝန်ထမ်းထိမ့်မယ်ဆိုရင်ဒါကျွန်တော်တို့ရိုးရိုးဝန်ထမ်းပေါ့နော်အခြေခံဝန်ထမ်းအခြေခံဝန်ထမ်းကိုထိမ့်လို့ကတော့လစားပဲညအသူတို့ကနှစ်ရှည်လဲလှုပ်ချင်လုံးမယ်လှုပ်ချင်မှလည်းလုံးမယ်သူကလက်တလောစားဝဲနေအဆင်ပြေဖို့ပဲအဲ့တော့သူတို့ကိုအခြေခံဝန်ထမ်းတွေကိုအဲ့ရအမြင့်ဆုံးပေးနိုင်တဲ့လစားနဲ့ထိမ့်ထားတာအကောင်းဆုံးပဲအဲ့သူတို့ကရည်ရှည်လဲခင်ဗျားဒီမှာရှိချင်လဲရှိမယ်ရှိချင်မှလည်းရှိမယ် အဲ့ဒါသူတို့ကဟိုအများကြီးလေးပြိုးထောင်စရာမလိုလုပ်ငန်းမှာအဲ့ဒါလူလူမျိုးတွေကဝင်လိုက်ထွက်လိုက်နေအဲ့တော့ကိုယ်စီမှာလိုအပ်တဲ့ဝန်ထမ်းအရင်အတွက်အမြင်နဲ့ရှိနေဖို့အတွက်ကအများဆုံးပေးနိုင်တဲ့လက်စာပေးထားလိုက်ခင်ဗျအဲ့ဒါတော်တော်ထိရောက်တဲ့နည်းအနောက်တနည်းကကျွန်တော်ပညာရှင်ဝန်ထမ်းအဝန်ထမ်းထဲမှာခင်ဗျပညာရှင်တွေရှိလိမ့်မယ်အဲ့ဒီပညာရှင်တွေကိုတော့အေးမင်းဒီအစ်စ်ဒီစင်ရောက်ရင်ငါဘယ်လောက်ပေးမလဲတကယ်လေးပေးလိုက်အဲ့ဒီကြောင့်ပညာရှင်အတွက်တော့စဉ်းစားရတဲ့ ဲ့တော့ငါဘလောက်ကျွမ်းကျင်ရင်ငါဘလောက်ရမယ်ဆိုသူကြိုးစားတယ်တကယ်လဲရအောင်ရောအဲ့ပညာရှင်ပေးလိုက်ခမက်တန်းလာအဲ့နောက်တစ်ခုကတုံ့ဝန်နန်းတွေကိုပြောအောင်ထားဖို့တဲ့ခမက်သူတို့အဆင်ပြေအောင်ဘယ်လိုစီစဉ်ပေးမလဲအဲ့သူတို့ပြောအောင်ထားတယ်ဆိုတာပြောတာခဏပဲပြောမှာအဲ့တော့သူတို့နေ့စဉ်အဆင်ပြေအောင်ခမက် သူတို့သွားမယ်အလုတ်သွားလာကိစ္စတွေအသူတို့စားဖို့တောက်ဖို့တွေဒါတွေကိုစဉ်းစင်အောင်စဉ်းပြေးအောင်စဉ်းစင်ပေးနိုင်မယ်ဆိုရင်ခမရအလုတ်ထဲမှာသူအာရုံပိုဆိုင်နိုင်မယ်အဲ့တော့ခမရအလုတ်ကိုပို့ပြီးအကျိုးရှုစေမယ်အဲ့တော့ခမရအလုတ်သမားကိုအစဉ်ပြေးအောင်စဉ်းစင်ပေးလိုက်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီအလုတ်သမားမြဲဖို့အတွက်ကျွန်တော်စာချုပ်ဘယ်တော့မှမချုပ်ဘူးနောက်ပြီးကျွန်တော်ဝန်ထပ်ပေးပါတယ်เนาะကျွန်တော်၅နှစ်ပြည့်ဘောနပ်ပြီးတယ်၁၀နှစ်ပြည့်ဘောနပ်ပြီးတယ် အနည်း20ပြည့်ပေါ်နေပြီပဲပြီးရင်ကျွန်တော်အခြေခံဝန်ထမ်းတွေကိုကျွန်တော်ပေးနေတဲ့လောက်လာစာအများဆုံးပေးပါတယ်ပညာရှင်တွေကိုသူတို့ရဲ့ဟိုအဆင့်တစ်ခုတစ်ခုစီကိုတတ်မှတ်ပြီးတော့ကျွန်တော်ထိန်းပါတယ်အဝန်ထမ်းတွေကိုအဆင့်ပြေအောင်သူတို့လုပ်ငန်းဝင်ကိုနေ့စဉ်လာတဲ့အချိန်မှာသွားလာတာစားတာတောက်တာဒါတွေကိုခင်ဗျအဆင့်ပြေအောင်လုပ်ပေးနိုင်တယ်ဆိုရင်ခင်ဗျသိကြတယ်ခင်ဗျအဝန်ထမ်းအတွက်တိတ်ခေါင်းရှုပ်เสียမလို့ အခုလက်ရှိဒီ၅ချက်ကကျွန်တော်ညိုက်နာပြီးတော့ကျွန်တော်သုံးဆွဲနေလို့လက်ရှိကျွန်တော်ဒီမှာအနည်း၃၀ဝန်းတန်းနေဟို၁၀ရောက်လောက်ရှိတယ်ဗျ။ အဲ့တော့ကျွန်တော်တို့ကျွန်တော်ပြန်ဟိုင်းလောက်ပါပဲဒီဖိုင်လေးကြည့်ပြအမျိုးလေဘူဒရာသင်ခန်းစာတွေများစွာရရှိလိမ့်မယ်မြင်လိမ့်ပါတယ်ဒီဆရာကြီးပြောထားတာတော်တော်လေးမှဒီမှတ်သားစရာဘူဒရာတွေလည်းပါတယ်ပေါ့ဗျာနော်ဖိုင်လေးပတ်သက်ပြီးတော့အမျိုးရဲ့အတွေ့အကြုံတွေယူဆဖို့လည်းကျွန်တော်ကောမန့်မှာမှတ်ချက်ပေးခဲ့လို့ရတယ်ကျွန်တော် channel နဲ့ဘူဒရာရတဲ့အကြောင်းနဲ့ဟာတာပြီးမင်းတက်ဆက်ပေးမှာမို့ကျွန်တော် channel like us comment နဲ့ like us coin နဲ့ပေးနိုင်လို့ဒီပဲလေးကိုပါနက်ကပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတယောက်ချင်းနိုင်ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆောင်ရမယ်တတား